ကျွန်တော်က Samsung hater ဆိုတာကျွန်တော်က Samsung hater ပါဒါပေမဲ့အကြောင်းပါဆိုင်ဖွင့်ပြီးတော့စီးပွားရေးအနေနဲ့လုပ်မယ်ဆိုတော့လည်းဒါအကုန်ရောင်းတော့အဲကျွန်တော်ကဖုန်းအကြောင်းတော့နားလဲတယ် market အကြောင်းနားမလဲပေဘူးအဲ့ဒီဘိုင်းကတော့လိလာတာပေါ့နော်စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့စကားလုံးဝကြီးပါတယ်ကျွန်တော်အဲ့လောက်ကြီးမဖြစ်နေသေးပါဘူးဒါအခုကစပြိုးယုံမှရှိပါသေးတယ်ကျွန်တော်ကင်ရင်တဲ့ဖုန်းတွေ iPad တွေ MacBook တွေဟို ဟိုဒီရရတဲ့ဝင်ဝင်နဲ့ကင်နေရရင်ကိုကျွန်တော်ကပျော်နေပြီဒီလားအဲ့အဲ့လောက်ဆိုရင်ကိုကျွန်တော်တော်တော်ပျော်နေပြီအခုရှိရပါတော့ဒီရရတဲ့ပတ်စံတွေပြန်ကင်နေဆိုတော့နည်းနည်းကိုကိုနည်းနည်းဖြည့်သားတာပေါ့အဲမဟုတ်တော့ဒါကငါအိမ်ထဲကပတ်စံတွေပဲကုန်နေတယ်ပေါ့ဒါကြတော့လေဒီရရတဲ့ပတ်စံတွေငါပြန်ကင်နေရရဆိုတာမစိုးဘူးပေါ့ အဲ့လိုဆိုရင်ကိုကျွန်တော်ကတော်တော်ပျော်နေပြီအခုအခုဆိုရအခုဒီနေ့ဆို17ထွက်တယ် 17A 7 iPhone Air ထွက်တယ်နောက်တော့ Pro Pro Max ထွက်တယ်အခုကျွန်တော် Air ကင်တယ် Pro Max ကင်တယ်17ရိုးရိုးမကင်ဘူးသေးဘူးအဲ့ဒါထပ်ကင်ရမှာဆိုတော့ကင်အောင်ပါပဲဆိုတော့ကျွန်တော်ကအဲ့လိုကိုကင်နေတာဒီကင်နေရရင်ကိုဒါတော်အလုပ်ဖြစ်နေပြီလို့ပြောလို့ရတယ်ရှိရလေဝန်ထမ်းတွေရှိရလေဝန်ထမ်းတွေရှိမယ်လေဒီလား Samsung အကြောင်းကိုရှင်းပြပေးနိုင်တဲ့ဝန်ထမ်းတွေရှိမှာပေါ့ ညကိုရှင်းကြပါဆိုလို့ကျွန်တော်မရှင်းပြတတ်ဘူးကျွန်တော်ကျွန်တော်ကဆန်ဆောင်မတော့ဘူးလေဆန်ဆောင်ဟိတ်တယ်ပါဆိုဆန်ဆောင်ကြောင့်ဘယ်လိုရှင်းပြไอโฟนပဲမဟုတ်ပါဘူး Android ကော iPad တွေရော MacBook တွေရောအကုန်အကုန်ရောင်းပါတယ်ကျွန်တော်ဖုန်းဆိုင်ဒီဇိုင်းလုပ်ချင်နေတာကြာပါပြီကျွန်တော်အဲ2022တုန်းက14 Pro Max မှာလဲမိတ်ဆွေတွေနဲ့တွေ့ပြီးတော့ ရောင်းခဲ့ဘူးပါတယ်အဲ့တော့ကလည်းအင်တာဗျူးတချို့ဖြေပေးခဲ့ဘူးတဲ့အခုကတော့နည်းနည်းဆိုင်နဲ့လုတ်ဖြစ်သွားတာကျွန်တော်ကအစိမ့်သက်သက်စီးပွားရေးတစ်ခုပြင်နေတော့ idea ရှိရယ်အဲ့ဒီ idea ကိုဖြည်းဖြည်းချင်းတော့အကောင့်ထဲပေါ်မှာပေါ့နော်သူများနဲ့မတူတဲ့ idea မျိုးလေးတွေတော့လည်းရှိတာတော့ရှိပါတယ်ဖြည်းဖြည်းချင်းပေါ့ကျွန်တော်က Samsung hater ဆိုတော့ကျွန်တော်က Samsung hater ပါဒါပေမဲ့ရောင်းပါဆိုင်ဖွင့်ပြီးတော့စီးပွားရေးအနေနဲ့လုပ်မယ်ဆိုတော့လည်းအကုန်ရောင်းတော့ အဲကျွန်တော်ကဖုန်းအကြောင်းတော့နားလဲတယ် market အကြောင်းနားမလဲပဲအဲ့ဒီဘိုင်းကတော့လိမ့်လာတာပေါ့နော်အနုပညာသမားတွေလည်းစီးပွားရေးလောက်ကြတာအများကြီးပါကျွန်တော်မှမဟုတ်ပါဘူးရှေ့မှာတော့လည်းဟိုဒီလိုပဲအနုပညာနဲ့ဘာမှမသက်ဆိုင်တဲ့စီးပွားရေးလုပ်ငန်းတွေလောက်ကြတာအများကြီးပါပဲဟိုဟာရောင်းဒီဟာရောင်းနေတာအခုမှမဟုတ်ပါဘူးဟိုကိုဗစ်တည်းကလည်းရောင်းနေကြတာဒါကျွန်တော်အခုမှစရတယ်လို့တော့ပြောလို့ရပါတယ်အဲတခုတော့ရှိတာပေါ့နော်မတူဘူးတော့ marketing strategy ကြီးကတော့မတူဘူးပေါ့ဒါကတော့ဟိုတစ်မျိုးပေါ့ ဒါမဲ့လည်းဒါ ਉਹ ပဲအမှုပညာဆန်စွာနဲ့ပဲလုပ်ချင်တာပါစီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့စကားကလုံးဝလည်းကြီးပါတယ်ကျွန်တော်အဲ့လောက်ကြီးမဖြစ်နေသေးပါဘူးဒါအခုမှစပြိုးယုံပဲရှိပါသေးတယ်ကျွန်တော်ကိုင်ကျင်တဲ့ဖုန်းတွေ iPad တွေ MacBook တွေကိုဟိုဒီရရတဲ့ဝင်ဝင်နဲ့ကိုင်နေရရင်ကိုကျွန်တော်ကပျော်နေပြီဒီလားအဲ့လောက်ဆိုရင်ကိုကျွန်တော်တော်တော်ပျော်နေပြီ တခုရှိရပါတော့ဒီရရတဲ့ပတ်စံတွေပြန်ကင်နေဆိုတော့နည်းနည်းကိုကိုနည်းနည်းပြေးသားတာပေါ့အဲမဟုတ်နော်ဒါကငါအဲ့ဒီပတ်စံတွေပဲကုန်နေတယ်ပေါ့ဒါကြတော့လေဒီရရတဲ့ပတ်စံတွေငါပြန်ကင်နေရတယ်ဆိုတာမစိုးဘူးအဲ့လိုဆိုရင်ကိုကျွန်တော်ကတော်တော်ပြောနေပြီအခုအခုဆိုရအခုဒီနေ့ဆို17ထွက်တယ်17 air 7 iphone air ထွက်တယ်နောက်တော့ pro pro max ထွက်တယ်အခုကျွန်တော် air ကင်တယ် pro max ကင်တယ်17ရိုးရိုးမကင်ဘူးသေးဘူးအဲ့ဒါထပ်ကင်ရမယ်ဆိုတော့လည်းကင်အောင်ပါလဲဆိုတော့ကျွန်တော်ကအဲ့လိုကိုကင်နေတာဒီကင်နေရရင်ဟိုဒါတော်အလုပ်ဖြစ်နေပြီလို့ပြောလို့ရတယ်ရှိရလေဝန်ထမ်းတွေရှိရလေဝန်ထမ်းတွေရှိမယ်လေဒီလား Samsung အကြောင်းကိုရှင်းပြပေးနိုင်တဲ့ဝန်ထမ်းတွေရှိမှာပေါ့ကိုညိုကိုရှင်းပြပါဆိုလို့ကျွန်တော်မရှင်းပြတတ်ဘူးကျွန်တော်ကျွန်တော်က Samsung မတော့ဘူးလေ Samsung hater ပါဆိုတော့ Samsung အကြောင်းဘယ်လိုရှင်းပြလဲစီးပွားရေးလုပ်ငန်းလို့ယူဆပြီးတော့ ဆိုင်မှာတင်ထားတာတင်ကိုတော်တော်များနေပြီဖြစ်နိုင်နေတယ်တော့ကျွန်တော်အဲကျွန်တော်အဓိကတော့ဟို marketing strategy တွေတော့စဉ်းစားထားတာတွေရှိပါတယ်ဟိုကျွန်တော်ဒီဆိုင်ကနေပြီးတော့ဖုန်းဝယ်တာမဝယ်တာတဲ့လာခဲ့လိုက်ပါ လာပြီးတော့ဖုန်းအကြောင်းကိုကျွန်တော်ပါမန် user တွေတက်ပို့ပြီးတော့အများကြီးရှင်းပြပေးနိုင်တယ် အများကြီးပြောပြပေးနိုင်တယ်ကျွန်တော်ကိုယ်တိုင်လက်တွေ့သုံးခဲ့ဘူးတဲ့ application တွေအော်ဘယ်ဟာတော့ဘယ်လိုလူမျိုးတွေတင့်တော်တယ်ဆိုတာမျိုးတွေဘယ်လို application မျိုးဆိုလို့ရှိရင်တော့ free ရတယ်ဘယ်လို application မျိုးဆိုလို့ရှိရင်တော့ one time purchase ရတယ်ဘယ်လို application မျိုးဆိုလို့ရှိရင်တော့ subscription plan နဲ့တွားရတယ်ဆိုတာမျိုးကျွန်တော်အကုန်သိတယ်ကျွန်တော်ဖုန်း၃ချိန်တော်တော်များများကျွန်တော် app store ပေါ်မှာအချိန်ကုန်တာအဲ့ဒီ application တွေကျွန်တော်အကုန်သိတယ် မာဖိုတို editing လုပ်မယ်ဆိုလို့ရှိရင်လူတွေသုံးစွဲနေကြတဲ့ပို့ပြီးတော့လွယ်ကူတဲ့အဆင်ပြေတဲ့ professionality သွားလို့ရတဲ့ဟာမျိုးတွေကျွန်တော်အများကြီးရှင်းပြပေးနိုင်တယ်။ဒါမျိုးတွေကိုကျွန်တော် sharing လုပ်ချင်တာ။ဟိုငါအနုပညာသမားတယောက်စီးပွားရေးထားလို့လို့ဟိုတာမန်လူတဲ့လူသိတယ်ငါရှေ့ပို့ရောက်ရမယ်ဆိုတဲ့အထွေမျိုးတွေလည်းကျွန်တော်မရှိပါဘူး။အဓိကတော့ဖုန်းကိုထဲထဲဝင်ဝင်ယူတဲ့သူတယောက်အနေနဲ့ဖုန်းကိုနှစ်ပေါင်းများစွာ ဆွဲဆွဲလန်းလန်းသုံးခဲ့တဲ့သူတရားအနေနဲ့တချို့ knowledge တွေကိုတချို့ user အချင်းချင်းပြန်ပြီးတော့ sharing လုပ်ပေးတဲ့နေရာမှာတော့ကျွန်တော်သူများဆိုင်နေတဲ့ပိုတာလိမ့်မယ်လို့ထင်တယ်ဒီလောက်ပါပဲကျန်တာငါ celebrity မို့လို့ငါအမှုပညာသမားမို့လို့ငါဆိုင်ရသူများတဲ့ပိုရောင်းရမယ်ဆိုတော့အတွေ့အမျိုးလည်းမရှိပါဘူး creation လုပ်လို့ရတာတွေအများကြီးပါဒါကတော့အခုဒီအချိန်မှာပြောပြဒါတော့နည်းနည်းစောပါသေးတယ်နောက်တော့ကျွန်တော်ပြပါ October 25ရက်နေ့ဖွင့်ဖို့အရာထားပါတယ် နာမည်ကကျွန်တော်ဖိတ်စာနေတဲ့ကွာ launch လုပ်ပါပါကျွန်တော်နဲ့တူတူ share လုပ်တဲ့မိတ်ဆွေတွေရှိပါတယ်ကျွန်တော်မရှိလဲသူတို့ရှိမှာပါသူတို့ကဆရာကြီးတွေလေကျွန်တော်ကျွန်တော်ကအခုမှတင်လုံးနေသူတို့ကကျွန်တော်ယုံမှုပဲလို့တာပါ ရှိသမျှဆိုင်ရဟာတွေအကုန်ကျွန်တော်ဖောက်ကင်နေမှာလားဆိုပြီးတော့ကျွန်တော်ယုံမှုပဲလို့တာပါအခုငါတို့ကခင်မှုမှုအေးဆိုရက pre production စနေပြီဒါပြီးရင် the t-shirt 3လာမယ် shooting ရှိတဲ့အချိန်တွေတော့ဆိုင်မှာမရှိဘူးပေါ့ shooting မရှိတဲ့အချိန်တွေဆိုင်မှာပဲရှိမှာပေါ့